တော်စားတယ်ဟွာလေအတဲမြက်ဟိုရပါတယ်ဗျအတဲမြက်ကိုအမအတဲမယူအမြင့်ကြီးပဲမြားချက်ဟုတ်ရေဒီနေ့လေအမြက်ကလေးနည်းနည်းနေတယ်ဗျဟိုအတဲနေမြောက်ပြီးလို့ရအမြက်ကိုရတော့လို့သိလိုက်ပါတော့ဒီမကြီးကအတဲကိုရတယ်အတဲရစားလို့မရ ကျွန်တော်သဘောကျတယ်ဗျဟိုဒီဒါလေးက romance လေးလည်းဖြစ်တယ် drama လေးလည်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့လက်ရှိမှာဖြစ်ပြနေတဲ့ဟိုအဖြစ်အပျက်တွေနဲ့ဟိုတိုက်ဆိုင်မယ်လို့လည်းထင်တယ်အဲဒါကကျွန်တော်တို့ဒီမြို့အဲဒီဇလန်အရာကလည်း36လမ်းမှာဖြစ်တဲ့ဇလန်တပုတ်ဆိုတော့ကျွန်တော်တို့သဘောဝါနဲ့အနည်းစတဲ့ဇလန်လေးတပုတ်ဆိုတော့ကိုယ်တိုင်ကြည့်ရတဲ့အချိန်မှာလည်းအဲသဘောကျမှုရှိတယ်ပြီးတော့တိုးဆောင်တဲ့အချိန်တုန်းကလည်းဟိုသဘောကျတယ်ပေါ့နော်ဟုတ်ဟုတ်ကဲ့ဆက်လို့လည်းဆိုရင်ဒါပနပေးတဲ့ခန်းလေးနောက်ဖတ်ခန်းစားမှတ်ရလေးပို့တော့ဒီမှာစဉ်းလေးရပါ အမတ်တရဆင်းနိုင်လို့သူနဲ့ကအရင်တော့လည်းခင်တယ်ပြီးတော့ရေခွေးလိုရနေလေအဲ့လိုဆဆနောင်နောင်နဲ့ခင်သွားဆိုတချို့ driver lorry ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့အရာတွေကမပါဘူး software ထဲမှာအဲသူစတဲ့အခန်းတွေတို့အဲဟိုပြောတဲ့ဟာတွေဆိုတချို့ဟာမပါဘူးသူလည်းပြောချင်တာပြောကျွန်တော်လည်းပြောချင်တာပြောပေါ့နော်ဒါကပြောချင်တာပြောရဲဆိုလည်းဒီစညုံးဘောင်တွေကနေပဲ ဟိုအန်ဝင်ကြောက်ဖြစ်အောင်ဟိုပြောတဲ့သဘောပေါ့နော်ဒါပေမဲ့အဲအဲ့ဒီဟာလေးတွေအခုမေးကြည့်တဲ့အချိန်မှာတို့အဲ့ဒီဟာလေးတွေကိုသဘောကျတယ်တဲ့အဲ့ဒီဟာလေးတွေဆိုတော့အဲ့ဒါတွေကျွန်တော် secret ထဲမှာမပါဘူးလို့ကျွန်တော်တို့အဲ့ပြောရင်းနဲ့တူတူထွက်လာတဲ့ဟာလေးပေါ့နော်အဲ့အဲ့လိုမျိုးလေးဆိုတော့ဟိုသူနဲ့အလုပ်လုပ်ရတဲ့အချိန်မှာလည်းအဆင်ပြေတယ် chemistry မိမိနဲ့တွေ့ဆောင်ရတဲ့အတွက်အဆင်ပြေတာပေါ့ဟုတ်အဲ့ပြန်ကြည့်ပြီးရင်တော့တိတ်ကဟိုဟာလေးအောင်းလေးပြန်ပြရမှာပဲ။အဲတိတ်ကဘယ်လိုလဲ။တိတ်ကဟာလေးပေါ့။ပြရရှိ။အဲ့လိုတော့မရှိပါဘူး။ဒါပေမဲ့အဓိကတော့ဟိုဒီဇလန်းလေးက အဲကြီးရှုတဲ့သူတွေလည်းအဲ့လိုမျိုးလေးဖြစ်ပြတွေကြုံမှုတာလည်းရှိကောင်းရှိနိုင်တယ်လေအားလုံးနဲ့အဲနေဆက်တဲ့ဇလန်းလေးတပုတ်ဖြစ်မယ်လို့ထင်ပါတယ်ကိုယ်တိုင်ကနေဆက်ခဲ့လားဇလန်းလေးရဲ့အဲ့လိုတော့မရှိပါဘူးဟိုဟာဒါကဘယ်လိုပြောမလဲအဲကျွန်တော်တို့ဇလန်းဖတ်တဲ့အချိန်တွေကအဲဒီဇလန်းလေးကသဘောကျတယ်ပြီးတော့အဲဒီဇလန်းလေးကလည်းကျွန်တော်တို့ဒီသဘောကကျွန်တော်တို့ဒီလူငယ်တွေအားလုံးနဲ့နေဆက်မယ်ထင်တဲ့ဇလန်းလေးလို့ထင်လို့လည်းရက်ကူးဖြစ်တာပါ ကျွန်တော်က36လမ်းကျွန်တော်နေထားတားဝေးတယ်ကျွန်တော်ဆိုတော့36လမ်းတော့မရှိဘူးကျွန်တော်တို့ဒီဘောင်ကျဘက်မှာတော့တကယ်ချင်းအိမ်ရှိတော့ငွေတော့ကတော့အဲ့ဒီဘူထောင်ဘက်မှာတော့အဲဟိုအဲ့ဒီစေတန်းပြီးတဲ့အချိန်တော့တော့အဲ့ဒီဘူထောင်ဘက်မှာတော့တချောက်ရှောက်သွားရှောက်စားပါတော့အဲ့လိုတကယ်ချင်းနဲ့အဲ့မှာပဲအဲ့အဲ့လိုမျိုးလေးတော့အမှတ်ရရတော့ရှိတယ်